မင်္ဂလာပါရှယ်ရာ25ခုနှစ်မတ်လ10ရက်တနင်္လာနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီ။ချိန်ကနေတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်တောင်ကျန်းသူအဖွဲ့အေမှမူရင်စေဝဝယ်ယူသူရရင်ကြအဘူကာတိမ်ကဒုက္ခသည်စကန်နိုင်စူပူမှုဖြစ်စေရန်ကျူးလွန်ခဲ့ဆိုတဲ့သတင်းကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်မချယ်တီဝင်းပါ။ ရှခိုင်ပြည်နယ်မောင်နှုံမြို့နယ်မြောက်ပိုင်းမှာနေဆက်ကနေတရားမဝင်ဝင်ရောက်လာတဲ့မူရစ်စေဝါကိုဝယ်ယူသူရိုဟင်ဂျာအဘူကာတိမ်ကရှခိုင်တောင်ကျန်းသူအေအဖွဲ့နဲ့ဆက်ဆံရေးရှိကဒုက္ခသည်စကန်နိုင်စုပူမှုဖြစ်စဉ်ရန်ရွယ်ချက်ဖြင့်မလာရှိရနေတွင်တနက်ပြက်ခတ်မှုကျွလွန်ခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွင်လူတဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။မူရစ်စေဗျာတွေကိုရခိုင်တောင်ကျန်းသူအဖွဲ့အေအထမဝယ်ယူချသူအဘူကာတိမ်ဒီဒုက္ခသည်စကန်မှလူငယ်ချို့ကိုသူ့ရဲ့ကြီးစားဖြစ်အုံပြူတာတွေလုပ်နေပြီးမူရစ် င်းဆက်ဆံလှူရှားနေတာကိုတာစီနေတဲ့ပုံကိုချို့ကိုပြစ်မှတ်ထားရင်တနတ်တွေလောက်ဝယ်ထားတယ်လို့ဒုက္ခတဲ့တူကဆိုပါတယ်ဒုက္ခတဲ့စခန်းနိုင်မူရစ်ကိုင်းတွေဖြစ်တဲ့အဘူကာတိမ်နဲ့တူနောက်လိုက်တွေကနဲ့ဇက်ကနေအေးအေးချမ်းမှမူရစ်စေရင်ကျွဲနွားတွေတရားမဝင်ဝယ်လာပါတယ်လူငယ်အချို့ကိုလည်းငွေပေးပြီးငှာရမ်းထားတယ်အဲ့ဒီလူငယ်ချို့ဟာအရဆိုနဲ့တဲဝိုက်ရဆက်ဆက်မှုရှိရဟုကြားသိရတယ်မူရစ်စေလောက်တဲ့သူကိုဝေဖန်သူများအပြစ်မှတ်ထားတယ်အချင်းကြလာတော့မတ်လာရှိရနေညမှာဝေဖန် န်သူတွေကိုတနက်နက်ပြစ်ခတ်ခဲ့လို့တာမတ်ရဲသားတအုပ်တွေဆုံးခဲ့ပြီးသုံးဦးဒဏ်ရာရရှိတယ်လို့ဆိုပါတယ် အခင်းဖြစ်ပွားချိန်တွင်တရားရသူနှုတ်ကိုနီးဆက်ရလူတွေကရဲချမ်းအနံခဲ့ပေမဲ့တနသမားတွေဟာထွက်ပြေးသွားတယ်လို့ခင်းဖြစ်ပွားသည့်နေရာမှာရိုဟင်ဂျာတအုပ်ကပြောပါတယ်ည9နာရီလောက်မှစကန်ရှစ်ရှစ်ဘလောက်ပြီး21မှာတနပြက်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဓာတ်ထုတ်မှုလည်းလုပ်ခဲ့ရတယ်။တနသမားတွေရဲ့တိုက်ခိုက်မှုကြောင့်ဒုက္ခသည်တွေကတရားရသူနှုတ်ကိုနီးဆက်ရရဲချမ်းအနံခဲ့တော်လင်ရဲကအတိတရားရသူနှုတ်ကိုတရားခံလုပ်ပြီးဖမ်းဆီးထားတယ်။ရဲကထိန်းသိမ်းထားသူနှုတ်ဟာပြစ်မဲ့လူဖြစ်တာကြောင့်အယုပ် ရဲစခန်းကလူတီများသူတို့ကရဲစခန်းနဲ့ဝင်ပြီးအချိုးချောင်းပြောရသူ့ကိုလေတရခန်းလုပ်ပြီးဖမ်းထားတယ်။ဒါဟာအပြစ်မှုကျူးလွန်သူတွေလွတ်မြောက်သွားစေပြီးအပြစ်မဲ့သူတွေတရခန်းပြတ်ဖြစ်သွားတာလို့ဆိုပါတယ်။မူရဲကိုင်းခုကရန်ကခဲ့တာကိုသတင်းများ၌အမျိုးမျိုးဖော်ပြလေးရှိပြီးအမှန်တရားပေါ်မလာဘူးလို့ရိုဟင်ဂျာတွေကပြောပါတယ်။ဒုက္ခသည်စခန်းနဲ့ရန်ကားမှုဖြစ်ပွားနေတဲ့သူတွေဟာမူရဲကုံတဲ့တွေလူကုန်ဟုသမားတွေဖြစ်ပြီးအဒီယာစစ်သားတွေဟာရခိုင်တောင်ညံ့သူဖွဲ့အေးနဲ့မူရဲစေဝါနဲ့ပတ်သက်ပြီးဆက်ဆက်ရေးရှိနေ တာကိုရင်းဂျာရီအနေနဲ့သတိရှိရှိဖို့လေ့လာသူတွေကဆိုပါတယ်